ဒီနေ့ဒီဇင်ဘာ၈ရက်နေ့မှာပြည်အောင်စုလွှတ်တော်ကုစားပြုကော်မတီ CIPH က NUG အစိုးရအဖွဲ့ကိုပြင်ဆင်ဖွဲ့စည်းကြောင်းထုတ်ပြန်လိုက်ပါတယ်။အရင်ကဝန်ကြီးဌာန18ခုအထိရှိခဲ့ရာကနေအသစ်ဖွဲ့စည်းပုံမှာတော့ဝန်ကြီးဌာန9ခုကိုဖြုတ်ချလိုက်တာတွေ့ရပါတယ်။ဖြတ်သိမ်းလိုက်တဲ့အထက်မှာမြို့သမီးလူငယ်တဲ့ကလေးငယ်ကြီးရဝန်ကြီးဌာနဆက်သွယ်ရေးသတင်းချဲ့လက်တဲ့နေပညာဝန်ကြီးဌာနစီးပွားရေးနဲ့ကုသရေးဝန်ကြီးဝန်ကြီးဌာနပြည်ပဆိုင်ရာပူးပေါင်းဆောင်ရွက်ဝန်ကြီးဌာနနဲ့လုံသမားဝန်ကြီးဌာနတို့ပါဝင်ပါတယ်။အစိုးရအဖွဲ့အသစ်မှာနိုင်ငံတကာပူးပေါင်းဆောင်ရွက်ဝန်ကြီးဒေါက်တာဆာဆာ မြို့သမီးလူငယ်ဝင်ကြီးတော်စုဇန္နာလှလှဆူနဲ့ဒုဝင်ကြီးတော်ဤတင်ဆောင်မောင်းဒုခင်ဘာမမျိုးနိုင်သူဝနဦးထေလျောင်းနဲ့ဦးမိုးစောဦးတို့ကတော့လက်ရှိထုတ်ပြန်တဲ့ဝင်ကြီးဒုဝင်ကြီးဆင်းမှာပါဝင်လာတာမရှိတော့ပါဘူး။တာဝန်အပြောင်းလဲတွေအနေနဲ့ကတော့ဒေါက်တာဝင်းမြတ်ကြီးဦးဆောင်တဲ့လူငယ်ပြည်ဝင်ကြီးဌာနအောက်ကိုအလုံသမားဝင်ကြီးဌာနကပေါင်းစည်းရောက်ရှိသွားပါတယ်။အရင်ကပညာရေးနဲ့ကျန်းမာရေးကိုပူးတွဲကြံခဲ့တဲ့ဒေါက်တာဇော်ဝေဆိုးကတော့ပြည်တော်စုဝင်ကြီးချုပ်ယုံဝင်ကြီးဖြစ်ပြောင်းရွှေ့သွားပြီးပညာရေးဝင်ကြီးအဖြစ်ခြားထွက်ပန်း ကျမဝင်ကြီးဖြစ်ဒေါက်တာရွှေဘုံတို့ကနေရာယူလာကြပါတယ်။ဒါအပြင်အရင်ကအလုံသမားဒုဝင်ကြီးဖြစ်တာဝန်ယူခဲ့တဲ့ဦးကျော်ညီကတော့ပြည်ထောင်ဒုဝင်ကြီးဖြစ်သွားပါတယ်။အမျိုးကြီးအစိုးရဘက်အနေနဲ့ဝင်ကြီးဌာနတွေအများပြားနေပြီးဘတ်ဂျက်ကုန်ကျစရိတ်အများပြားလုံးနေဆိုတဲ့ဝေဖန်မှုတွေပြည်သူလူထုရှိနေကြတာပါ။အခုလိုရှင်းချလိုက်တာနဲ့ပတ်သက်ပြီးဝင်ကြီးချုပ်ရုံပြောခွင့်ရဦးနေဖုံးလကတော့ဒါဟာပြည်ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတိုင်းသွားတာဖြစ်တယ်လို့ CJ platform ကဖြေကြားထားပါတယ်။အရှိမပညာရေးနဲ့တရားရေးဝင်ကြီးဌာနတွေမှာ ဒူဝင်ဂျီနီယာတွေလေလံ့နေတွေ့တဲ့အတွက်ထပ်မံပြည့်စွက်ခံရမှုတွေရှိလာနိုင်သေးတယ်လို့လည်းသိရပါတယ်။